မဟုတ်ယူသားစာတော့မရဘူးပါဘူးကျွေးကောင်းတဲ့စာလိုမိသားကစာလိုကျောင်းသားကကျွေးချန်စာလိုပေးရပြဟိုဟာမျိုးပေါ့စာရေးလေးဖွင့်လိုက်တော့အီစာကို9000ဝေးပါဘယ်မဝေးဘူးချာအဲ့လိုမျိုးစာရေးတော့ခဏခဏရကျောင်းထဲမှာလို့ရှိနေဘယ်နှားရှိနေလဲပုဂ္ဂိုလ်လည်းမသိဘူးဘယ်နှားရှိနေလဲအင်းအားတော့မသိကျောင်းတက်နေရောပြန်ဟုတ်တယ်သွားတော့သွားလိုက်တယ်ပြန်တော့ပြန်လာတယ်အဲကန်တီးရောက်နေတဲ့အဖွဲ့အစားဆိုအဲကန်တီးကတော့ထိုင်တယ်ဟိုသမီးစားချင်တော့ထိုင်တယ်အများကတော့မရှိဘူးကန်တီးမှာကျွန်တော်ကိုကျွန်တော်လည်းဘယ်နှားရောက်နေမှာမသိဘူးကျောင်းထဲမှာ အာဒီနေ့ကယုံသုံးယုံပတ်မယ်ပေါ့နော်ယုံသုံးပတ်မယ်ဒါကတော့ပထမဆုံးရောက်ရှိလာတဲ့ယုံပေါ့ဘာဖြစ်လို့ဒီလိုအစီအစဉ်လေးလုပ်ခဲ့လဲဆိုတော့အခုလိုမျိုးအလုံးခက်ခဲနေကြတဲ့အချိန်ကြီးမှာနော်လူမျိုးတွေကြမှာရေးစူပါရေးခက်ခဲနေတဲ့အချိန်မှာကျွန်တော်တို့ကားလေးကိုတတိတရာတစ်ခုတည်းကလာပြီးတော့အားပေးတယောက်တူးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်တဲ့အနေနဲ့ကျွန်တော်တို့လာပြီးတော့နှုတ်ဆက်တာပါကျေးဇူးတင်တဲ့ဇာတ်လိုက်ပါဟုတ်ကျော်ပြည်တဲ့နေရာမှာပေးသက်နေတဲ့တစိမ့်ပြန်နေပဲတွေ့ရတာပေါ့ရုပ်ရှင်ရဲ့သဘောတရားရဆိုလူကိုယ်တွေ့ဖို့ကခက်ခဲတယ်ဆိုတော့ အဲ့လိုခဲခဲခဲတဲ့မှာပဲတကယ်ဟိုအားကျွတ်မှတ်တဲ့အားပေးဖို့ရောက်လာတယ်ဟိုကကျွန်တော်ကဒါအရင်ကျေးဇူးတင်ကောင်းတယ်ပါကိုယ်တည်းကတော့သူကအများကြီးစီနီယာကြတာပေါ့လေကျွန်တော်တို့ဒီလောကရဲ့စာဝင်လာတော့ဆိုရင်ကိုတည်းတို့ကိုသားကြီးတို့ဆိုတာကကျွန်တော်တို့ရဲ့စီနီယာကြီးတွေသူတို့နဲ့ပဲဟိုဟိုတွေ့ကပ်ပြီးရောဒီမိတ်ဆက်ရတာပေါ့လေကိုသားကြီးတို့ကိုတည်းတို့လည်းအဲ့တော့သူတွေ့ကပ်ပြီးရောမိတ်ဆက်ရပါပေါ့အဲ့တော့ ဘာပြောပြောဒီမှာလဲသူတို့ရဲ့ဒီအမှုပညာဖြတ်သန်းတဲ့ diamond တစ်ခုကလည်းတင်းတောင်းတင်းရှိခဲ့တာဆိုတော့အခုချိန်ကြီးလဲသူတို့အဲ့အာကိုဟိုဒီ timeline ကိုသူတို့ထိမ့်သိမ်းထားတော့မယ်လေသူတို့ဖန်တီးတဲ့အမှုပညာတွေကသူတို့ရဲ့ဟိုဝိညာဉ်တွေကဟိုတိတ်ခါရှိပါနေဆိုတော့အဲ့တော့လည်းကုန်ပြီပါလားဘလောက်กว่าလဲဘလို့နှစ်ယောက်ဆိုတဲ့အတက်ကတော့သိမ့်မกว่าလားတက်ကမกว่าဘူးတက်ကသိမ့်မกว่าအဲအဲ့ဒါတော့กว่าတာပေါ့กว่าတော့ ကိုကျန်ကဟိုဟိုတချင်းစုသေးတယ်ကိုကျန်ကတချင်းစုပြီးရင်ပွဲကသေးရပွဲကပြီးမှရုပ်ရှင်နဲ့ရောက်တာဆိုတော့ကိုကျန်တချင်းစုနေတော့ပွဲကပွဲကနေတော့မှရုပ်ဆောင်ဖြစ်တာရုပ်ဆောင်ဖြစ်နေပြီဟိုကကိုသေးတို့ကဒီရုပ်ရှင်လောကရရောက်တာပေါ့လေကိုကျန်အဲ့ဟိုဘွားနှစ်ခုပြီးမှကိုကျန်ထိပုတ်ပြီးရောက်တာဆိုတော့သူကညင်တော့ဘွားလင်းပြောရတော့ဒီလိုပြားဆက်မူပြားနည်းနည်းလေးကြံလေးတာပေါ့နော်စစချင်းရတော့ဒါတကယ်ချင်းဆိုတော့ပေါ်တင်ပြောလို့ရဒါပေမဲ့နောက်ပိုင်းသူရဲ့ချိန်ချက်ဆိုတာကြောက်ဖို့ကောင်းတယ်လေ

့ကိုဇော်နဲ့ဝင်နေမိတယ်သူဟုတ်တယ် chemistry ကျွန်တော် chemistry သူတို့နှစ်ယောက်က chemistry ဟုတ်ပါဟာကျွန်တော် geology ကျွန်တော်အဲ့ဘောဟိုဘောအကြောင်းဟိုဘောတက္ကသိုလ်တက်တဲ့နှစ်အတူတူပဲဖြစ်နေရတယ်ဒါ major မတူတော့တော့ဝင်းထဲမှာတော့ရှိနေကြတယ်เจ้าก็ไม่อยากด่าไปดูอ่ะครับเจ้ามาတော့အဲ့လိုကျွန်တော်တို့အဲ့လိုအရင်ကြီးဟိုပါဘယ်သူအဲ့လိုကိုယ့်အနေကိုပဲစကန်းเจ้ามาပဲကျွန်တော်မင်းသားဖြစ်နေပြီးတော့ရုပ်ဆောင်ဖြစ်နေပြီးတော့เจ้าလည်းတိတ်မတက်ဖြစ်ပါဘူး ကျွန်တော်ចောင်းတက်နေတော့ဘာမှမလုပ်သေးဘူး။အဲ့ဒါကြောင့်တန်းကြီးမစီနီယာအများကြီးကြာတယ်။ကျွန်တော်ចောင်းတက်ပြီးမှចောင်းပြီးចောင်းနားလိုက်မှကျွန်တော်ကတချင်းစားဆိုတာပြီးမှကျွန်တော်ပွဲကတာပြီးမှကျွန်တော်ရုပ်ချင်းဆိုသူအများကြီးအများကြီး timeline သူကအများကြီးဆိုအဲ့တော့စတော့ပါဘို့ကြင်။မတော့ပါဘူး။ဟိုကြောင်းပုံမှန်ပဲသွားတာ။စပုံမှန်လုပ်တဲ့ချိန်မှာမပ ပါ။အကြောင်းတရားပဲပြောတာ။ဟုတ်တယ်။ပြရတာပြောရတယ်မဟုတ်ပါဘူး။ဟုတ်တယ်ဟုတ်တယ်။ဟိုကြောင်းတက်တယ်ဆိုတာလေနေ့တိုင်းကြောင်းတော့ကိုသွားရမယ်ဆိုတော့ဝိတရားတစ်ခုကြောင်းသာရောက်အောင်သွားလိုက်တာ။ပြီးရင်ပြန်လာတယ်ဒါပဲ။ဒါနေ့နေ့ဒီလိုအလုပ်ထဲမှာဒါမဖြစ်မနေလောက်လို့လုပ်ပေးနေတာပေါ့။ကြောင်းမှာတော့ဟိုဒီလောက်ကြီးမရှိပါဘူး။ကြာဒီလိုကျွန်တော်တို့ခက်ကအဲတခုပဲကျွန်တော်တို့ဂျော်လော်ဂျီဆိုတော့ဖီးစင်းရတယ်ဖီးစင်းတဲ့အခါကျတော့နေတွေသွားရတယ်အဲအဲ့ဒီအချိန်ဆိုရင်တော့ဘယ်လိုမင်းသားဆိုပြီးတော့လာကြည့်ကြမှာတော့ရှိတာအနေနဲ့တည်း ပြီးရဗျဟိုဟာမျိုးပေါ့စာရေးလေးဖွင့်လိုက်ရင်တော့အီစာကို9000ဝေးပါဘယ်မဝေးဘူးဆရာအဲ့လိုမျိုးစာရေးတော့ခဏခဏရအီစာစာမဟုတ်ဒီစာတော့မရဘူးပါလို့ကျွေးကြောင်းတဲ့စာရေးမိသားကစာရေးကျောင်းလာကကျွေးချန်စာရေးပါတော့ခဏခဏအဲ့လိုတော့က notice တွေရောက်တဲ့အထိတော့မဟုတ်ဘူးလို့လို့ notice တော့ရောက်တယ်ကိုကြောက်အောင်အဲ့လိုစာရေးရောက်သေးတာမရဘူးဒါပေမဲ့ကျွန်တော်ကိုလည်းဘယ်နေရာသူတို့ like ပေးရမှသိမှာပေါ့ကျောင်းထဲမှာတော့ရှိနေဘယ်နာရှိနေပုံကူလည်းလည်းမသိဘူးဘယ်နာရှိနေမှာ အင်းအားတော့မသိအကြောင်းပြတ်နေရောပြန်ဟုတ်တယ်သွားတော့သွားလိုက်တယ်ပြန်တော့ပြန်လာတယ်အဲကန်တင်းရောက်နေတဲ့အဖွဲ့အစားဆိုအဲကန်တင်းကတော့ထိုင်တယ်ဟိုသမီးစားကျင်တော့ထိုင်တယ်အများတော့မရှိဘူးကန်တင်းမှာကျွန်တော်ကိုကျွန်တော်လည်းဘယ်နာရောက်နေမှမသိဘူးအကြောင်းနဲ့အာအင်းတစ်ခါထွက်ဖို့ခက်ခဲနေကြတယ်ဆိုလည်းပြီးပါရာသီဥတုကလည်းရမ်းပူပါတယ်ဒါပေမဲ့အဲ့လိုအခြေအနေမျိုးမှာလာကြည့်ပေးကြတဲ့တူတူတောက်ချင်းတွေကလည်းကျေးဇူးတင်ပါတယ်လာကြည့်တဲ့လူတွေအကုန်လုံးလည်းနားလဲပါတယ်ကျွန်တော်တို့စူးစမ်းမှုလေးကိုနည်းနည်းပါးပါးအသိမှတ်ပြုရဲဆိုတော့ကျေးဇူးအများကြီးတင်ပါ ဟုတ်ကဲ့ခုနပြောသလိုပေါ့ကျွန်တော်ဒါသေးကားကြီးကြားရမှာမှယဉ်ညိလေးနဲ့မိသားစုလိုက်ပြောပြောရှင်ရှင်ကြီးနူးလေးကြည့်လို့ရမယ်သေးကားလေးဖြစ်ပါတယ်အဲ့လိုပုံစံမျိုးကိုရတိုင်းတို့အများဆုံးဖန်တီးထားတဲ့သေးကားလေးပါအဲ့တော့ကျွန်တော်တို့ဒီအိမ်မြောင်သေးကားလေးကိုဒါအားလည်းရလေးမှာမိသားစုဗန်းဖြည့်ပြီးအနေနဲ့